ြည်တွင်းမှာနေထိုင်ပြီးတော့ဗျာဟိုစင်မော်တက်ပြီးဆဲကျင်တာဆဲပြောကျင်တာပြောဟိုရိုင်းဆိုင်နေလုတ်သွားတဲ့လူနှစ်ယောက်ကိုရဲတပ်ဖွဲ့ကမဖမ်းနိုင်ခဲ့ဘူးကျေကျေလောက်ဖြစ်လာတော့ရဲတပ်ဖွဲ့ကမဖမ်းနိုင်ခဲ့ဘူးမဖမ်းခင်မှာလွတ်သွားပါတယ်ဆိုတာကြီးကကြတော့ရဲတပ်ဖွဲ့ဝင်တွေရဲ့ပေါ့ရုံမှုပြတာသူဖြစ်မနေဘူးလားပြီးတော့ပြည်သူလူထုကရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာဘလို့ယုံကြည်ရတော့မလဲဆိုတဲ့မိကုံဖြစ်လာတယ်ရဲတပ်ဖွဲ့ဝင်ကဒီလူနှစ်ယောက်တော့မဖမ်းနိုင်ဘူးလားဆိုတာမျိုးဖြစ်လာပြီ ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်နှမများအားလုံးပဲတော်လန်ညချမ်းသာပါဒါကြောင့်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်တည်င်းလေးတွေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်ပဲခူးတိုင်းဘက်ကတည်င်းကောင်းလေးနဲ့စမယ်ဆိုရင်ဒါပဲခူးတိုင်းဖြူးမြို့နဲ့မကြီးကုန်းတောင်ရွာကိုဘုံလာကျဲတဲ့ဂျိုင်ရိုကော်ပိုရာတစည်းပြတ်ကျခဲ့ပြီးမောင်းနေသူစစ်ခွေးနှစ်ကောင်တေဆုံးခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနက်7:55မိနစ်ခန့်မှာဖြူမျိုးနယ်မကြီးကုန်းတောင်ရွာကိုတက်ဝဲဖြစ်ပေါ်ခြင်းမရှိဘဲဒီအကြံပတ်စစ်တပ်ရဲ့မုံမျိုးအခြေစိုက်ခမရ990တရင်က120မမလက်နက်ကြီးအသေးခံဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီနောက်ဒီကနေ့မွန်းလဲ7:30မိနစ်ခန့်မှာဒီအကြံပတ်စစ်တပ်ရဲ့ဂျိုင်ရိုကော်ပိုရာနှစ်စီးက ဒီမကြီးကုန်းတောင်ရမှာစီးတဲ့နေရီကိုဘုံနှလုံးထပ်မှကြဲချတတ်ခိုက်ခဲ့ပြီးဒါအဲ့ဒီတတ်ခတ်မှုတွေအတွင်မကြီးကုန်းတောင်ရသားအသက်55နှစ်အရွယ်ဦးမောင်ငယ်ဆိုသူဘိုက်ပွင့်ထွက်ဒဏ်ရာဖြစ်သေဆုံးခဲ့ပြီးဒါနေရီ6လုံးပြက်စီးခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီလိုဘုံကျဲတတ်ခိုက်ပြီးတဲ့နောက်ဒီအကြမ်းဖက်စစ်တပ်ရဲ့ဂျာရိုကော့ပရာတစည်းကပဒတ်ခင်ရွာနဲ့တကုန်းနိုင်ရွာအကြမ်းမှာပြက်ကျခဲ့ပြီးမောင်းနေသူစစ်ခွေးနှစ်ကောင်သေဆုံးခဲ့ကြောင်းသိရပါဗျ။အဲတော့ငါတို့အပြစ်မဲ့ပြည်သူတွေကိုမတရားဘုံကျဲတပ်ဖြတ်ချင်နေတဲ့ကောင်တွေအခုကြတော့လဲဘဲနဲ့နေကြသေးလဲဟမ် အဲ့တော့ပြည်သူမြေတားစူပီကန်ညမာဂျိုစီးတယ်လို့ပဲပြောရမှာပေါ့နော်ကဲတော့ဆက်ပြီးတော့ဒီကရီနီပြည်နယ်ဘက်ကတက်ပွဲအခြေအနေလေးကလည်းကရီနီပြည်နယ်ဖရူဆိုမြို့နယ်ဖရူဆိုထားလဲနမ်ဖဲဘောလခဲလမ်းမကြီးပေါ်မှာတက်ပွဲဖြစ်ပွားနေတဲ့အတွက်ကြောင့်လမ်းမကြီးကိုအသုံးပြုသွားလာခြင်းမပြုလုပ်ကြပါရဲ့ KNDF ဘိုကမနေ့ကနိုဝင်ဘာလ9ရက်နေ့နေ့စွဲနဲ့တတိပိကျက်ထုတ်ပြန်လာပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါနိုဝင်ဘာလ3ရက်နေ့မှစတင်ပြီးဖရူဆိုမြို့နယ်မခေယောစစ်ကြီးရဘမအကြမ်းဖက်စစ်တပ်က ဖရူဆိုထားလေနန်ဖဲလမ်းမကြီးအတိုင်းထားလေဘတ်တို့မျက်နာမူပြီးစစ်ကြောင်းထိုးလှုပ်ရှားမှုတွေပြန်လည်ပြုလုပ်လာခဲ့တဲ့အတွက်ကြောင့်ဂရီနီတော်လိုင်းတက်များနဲ့ထိထွေတက်ပွဲငွေများဖြစ်ပေါ်နေကြောင်းအသိပေးထားပါဗါးအဲ့အတွက်ကြောင့်ဖရူဆိုထားလေနန်ဖဲလမ်းမကြီးအပါဝင်လမ်းမကြီးအပေါ်ဖြတ်တန်းသွားလာရတဲ့လမ်းသွေများအားလုံးကို2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှစတင်ပြီးအသုံးပြုသွားလာခြင်းတွေမပြုလုပ်ကြဖို့နဲ့ရအကန့်တမစီပိတ်ထားမိဖြစ်ကြောင်း KNDF ဗဟိုကထုတ်ပြန်ထားပါဗါးဒါလက်တလောဂရီနီပြည်နယ်မှာအကြမ်းဖက်စစ်တပ်က ဒီမော့ဆိုဖရူဆိုနဲ့ဘောလခဲတို့ကိုစစ်ကြောင်းများစွာနဲ့အင်အားဖြည့်ပြီးအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နေကြောင်းလည်းသိရပါဗျ။ကဲတော့ဆက်ပြီးတော့ဒါကြောင့်ကရင်ပြည်နယ်ဘက်ကတိုက်ပွဲအခြေအနေလေးကလည်းကရင်ပြည်နယ်ကော့ဂရိတ်မြောက်ပိုင်းမှာနေမင်းစိုးမိုးထိန်းချုပ်နိုင်မှုအတွက်စစ်ကြောင်းထိုးလာနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေနဲ့ခရင်ယူတပ်မဟာခုနှစ်ပူးပေါင်းတပ်ဖွဲ့တို့ကြားယခုလနိုဝင်ဘာလ9ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါကော့ဂရိတ်မြို့မြောက်ပိုင်းမှာစီးတဲ့ကြေးရွာတွေနဲ့ ကော့ဂရိတ်မြဝတီဒေါနာတောင်ပေါ်လမ်းဟောင်းတို့ကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်မှုအတွက်အကြမ်းဖက်စစ်တပ်ကပြီးခဲ့တဲ့အော်တိုဘာလအစောပိုင်းကတည်းကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါအခုလို့ဒီအကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်လာနေတဲ့အတွက်ကရင်အမျိုးသားအစည်းအုံလက်အောက်ခံကရင်အမျိုးသားလူမျိုးရေးတပ်မတော်တပ်မဟာခုနဲ့ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်ဖွဲ့တို့နဲ့နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြပါတယ်။ဒါမြဝတီကော့ဂရိတ်ဒေါနာတောင်ပေါ်လမ်းဟောင်းနဲ့ ကော့ဂရိတ်မြောက်ပိုင်းကကြေးရွာတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ဒီအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး KNL, KNDO ပူးပေါင်းတပ်ဖွဲ့တို့နဲ့ဒီဖိုးဆန်မိဖလည်းကြေးရွာတက်ဝိုက်မှာတက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ဒါကော့ဂရိတ်မြောက်ပိုင်းကဒီဖိုးဆန်မိဖလည်းကြေးရွာတက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တက်ခိုက်မှုတွေကြောင့်ကြေးရွာအတွင်းကပြည်သူလူထုနေအိမ်နဲ့တာသနိကအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ရပြီ။ဒါကြေးရွာ600ထက်မနည်းကဒေသခံတွေထွက်ပြီးတိမ်းဆောင်နေရပါတယ်။ ဒါပြီးခဲ့တဲ့အော်တိုဘာလပထမဘက်ကကော်ဂရိတ်မြို့နယ်ကော်ဂရိတ်နဘူးလမ်းမကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်နှံခဲ့ပြီးတဲ့နောက်အဲ့ဒီလမ်းမတစ်ဆောက်ကကြေးရွာတွေစီကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးခဲ့ရမှာဒါယခုလနိုဝင်ဘာလပထမအပတ်အထိတက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒီကချင်ပြည်နယ်ဘက်ကတပ်ဖွဲ့အခြေအနေလေးကလည်းကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အကြမ်းဖက်စစ်တပ်တို့အကြားတပ်ဖွဲ့တွေဆက်လက်ဖြစ်ပွားနေပြီးဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာတော့ ီအကြံဘတ်၁၁ရက်ခါလာရ၄၀ကုန်တက်ရင်ဘတ်မှာတက်ဝဲတွေပြင်းထန်နေပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါဝိုင်းမော့ဘတ်ကငြိမ်နေတယ်ဘမော့ဘတ်မှာဒီကနေ့တက်ဝဲတွေပြင်းထန်နေပါတယ်၄၀ကုန်တက်ရင်ဘတ်ကတက်ဝဲတွေပြင်းထန်နေကြောင်းကချင်စစ်ရေးသတင်းမြစ်ကပြောဆိုထားပါတယ်ဒါခါလာရ၄၀ကုန်တက်ရင်အနီးတက်ဝဲရဆိုရင်ဒါ KYI ဘတ်ကထိုးစစ်စင်တက်ခိုက်နေခြင်းဖြစ်တယ်လို့လည်းသူကဆက်ပြောထားပါတယ်ဒါဘမော့တက်ဝဲကနေ့တိုင်းစီးပါတယ်သူတို့ကထိုးလိုက်ငါတို့ကပြန်ထိုးလိုက်ပဲလွန်ခဲ့တဲ့3ရက်အတွင်းနေရာနှစ်ခုပြန်ရထားတယ်လို့ကချင်စစ်ရေးသတင်းမြစ်က ီအကြံဘတ်စစ်တပ်တက်ဆွဲရနေရာအချုပ်ကိုပြန်လည်သိမ်းပိုက်နိုင်တဲ့အခြေအနေကိုဆင်းပြထားပါတယ်ဒီအကြံပတ်စစ်တပ်နဲ့ KIA တို့အကြားဒီကချင်ပြည်နယ်ခေါလံဘူးဘက်မှလည်းတပ်ဖွဲ့တွေဆက်ဖြစ်နေပြီးအော်တိုဘားလာအတွင်ခေါလံဘူးဒေသကစစ်ကောင်စီတပ်နဲ့ပြည်သူစစ်စခန်း၄ခုကို KIA ကသိမ်းပိုက်ထားပါတယ်။ဒါအပြင်တပ်ဖွဲ့တွေနှစ်ဝက်နှီးပါကြဖြစ်ပေါ်နေတဲ့ဖားကန့်ဒေသကိုလည်းအကြံပတ်စစ်တပ်ကစင်အာဖြစ်တဲ့နေကြောင်းအခြားစစ်ရေးတရင်မြစ်တူကလည်းပြောဆိုထားပါတယ်။ ကဲတော့ဆက်ပြီးတော့ဒီရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တမိုင်းလမ်းစုံမှာပြူစောတိနဲ့စစ်တပ်ကပြည်ထစာများကိုအတုံးချပြီးလူငယ်များကိုသွေးဆောင်ဖျားယောင်းကစစ်မှုတန်းအဖြစ်ဖမ်းဆီးခြင်းနဲ့ငွေညှဉ်မှုများလောက်ဆောင်လာပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါစေပီတာမြို့နယ်အမှတ်15ရပ်ကွက်မှာနေထိုင်တဲ့အသက်16နှစ်အရွယ်လူငယ်တဦးကသူ့ရဲ့တငယ်ချင်း၃ဦးနဲ့အတူနိုဝင်ဘာလ9ရက်နေ့ညနေပိုင်းကတစောင်းတိုင်းပွဲနဲ့ဇေယောင်းပွဲတော့တွားရောက်မိဟုဆိုကထွက်ခွာသွားကြောင်းအဲ့ဒီနောက်ည9:30မိနစ်ခန့်အချိန်မှာ လူငယ်ရဲ့လက်ကင်ဖုံးကနေတဆင်လုံုံရေးတောင်းဝန်စီသူတူဟုဆိုကဖုံးပြမိသားစုထံကိုဆက်သွယ်လာပြီးစစ်မှုထမ်းအဖြစ်စုဆောင်မခံရလိုပါကလူငယ်တူဦးလင်ငွေကျပ်25သိန်းဖြင့်လာရောက်ရွေးယူခံကြောင်းတမိုင်းလန်းစုံကောင်းကြိုက်ဓမ္မောက်ဆိုင်စေမပြစ်ဒစအမျိုးသမီးတစုကဈေးတသက်တသာနဲ့ပျော်ပါနိုင်သည်ဟုဆိုကလူငယ်များကိုခေါ်ဆောင်သွားပြီးတဲ့နောက်စစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ကပြန်လည်ဆင်းပြထားကြောင်းသိရပါဗျ။ဒီမယံကုန်းမြို့နယ်တမိုင်းလန်းစုံကောင်းကြိုက်ဓမ္မောက်ဆိုင်အနီးမှာ ပြည်ထစာအမျိုးသမီးများစွာကနေရောညပါစီနေပြီးအဆိုပါပြည်ထစာများအနက်မှတချို့မှာတော့စစ်တပ်အတွက်လူငယ်များကိုစာပွေဖမ်းဆီးမှုတွေလုံဆောင်လာကြောင်းဒါပြူစောတီနဲ့လူမိုက်တချို့ကတက်စီကားဖြင့်စောက်ဆိုင်ပြီးပြည်ထစာများသွေးဆောင်ဖျားယောင်ခေါ်ဆောင်လာတဲ့လူငယ်တွေကိုရက်ွက်ရုံတို့တခါတည်းခေါ်ဆောင်ကစစ်မှုတန်းဖြစ်တက်တာတဲ့စုဆောင်နေကြောင်းသိရပါတယ်အဲ့တော့ဒီအကြံပတ်စစ်ခွေတက်ကဒီအယောင်ပြလေးဒီပျော်ပွဲဆင်ပွဲလေးတွေပြုလုပ်ပေးနေတာပေါ့နော်ဒါသွားပြီးတော့အပျော်ပါမန်နေဂျာအောင်မဲ့ဆိုရင်တော့လေဒီစစ်ခွေတက်ရဲ့ပေါ်တာဆွဲတာကိုခံကြအောင်ပေါ့နော် အဲ့တော့အခုထိကိုအတိတ်တရားမရကြသေးပဲနဲ့ရေလံဝါလာနဲ့ရေပေါ်စီတွေလုံနေအောင်မဲ့ဆိုရင်တော့လေဒါကိုတိုင်နဲ့ကိုကံပဲပေါ့နော်ကဲတော့ဆက်ပြီးတော့ဒီ AR တိုင်းကံကြီးတောင်းမြို့နယ်ကျုံရက်ကြေးရွာမှာနေထိုင်တဲ့ကိုစန်းတို့ဆိုသူကိုအုတ်ချုပ်ယူမှုအဖွဲ့ကစစ်မှုတန်းစင်ကောင်စာပြည့်ငွေကြီးတောင်းခံတဲ့အတွက်ကြောင့်ဇွဲကြိုးချတက်တည်သွားပါတယ်ဆိုတဲ့စိတ်မကောင်းစရာသတင်းလေးကလည်းဒါနိုဝင်ဘာလ3ရက်နေ့ကျုံရက်ကြေးရွာမှာအကြံဘတ်စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးကျော်မင်းထွန်း၊ရာအိမ်မှူးဝင်းနိုင်တို့အဖွဲ့ကကြီးရွာအတွင်းမှာနေထိုင်တဲ့ကိုစန်းတို့ဆိုသူကိုစီမူတန်စင့်ကော်စာပေးဖို့ခဲ့ကြောင်းဒါအပြင်စစ်မှုမထမ်းလိုပါကငွေကျပ်2သိန်းခွဲပေးဖို့အကြမ်းဖက်စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးနဲ့အပေါင်းပါတွေကငွေညှင်းမှုတွေကိုပါလှုံ့ဆော်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီလိုငွေညှင်းမှုတွေလှုံ့ဆော်ခဲ့တဲ့အတွက်ကြောင့်နိုဝင်ဘာလ9ရက်နေ့မှာတော့အဲ့ဒီကိုစန်းထုတ်ကကြုံရက်နဲ့မြင်းကစိတ်ကြီးရွာကိုဆက်သွယ်ထားတဲ့လမ်းမှာဇွဲကြိုချတေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒါအဲ့ဒီတည်ဆုံးသွားတဲ့ကိုဆန်းထွတ်မှာတော့ဇနီးနဲ့အတူအသက်၁၀နှစ်နဲ့၂နှစ်အရွယ်သမီးငယ်၂ဦးကြံရစ်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီလိုစစ်မှုထမ်းစင့်ခေါ်ခြင်းနဲ့ငွေညစ်ခံရခြင်းတို့ကြောင့်ကိုဆန်းတို့ဇွဲကြိုချတည်ဆုံးခဲ့ရသည့်ဖြစ်စဉ်ကိုအောက်ချုပ်ရေးမှူးကျော်မင်းထွန်း၊ယာယီမှုဝင်းနိုင်စစ်တပ်တောက်တိုင်နမောနဲ့တမ်းမီတို့ကရက်ကွက်အတွင်ကိုဆန်းတို့ဆိုသူကအကျွေးရှိတဲ့အတွက်ကြောင့်တက်တည်သွားခြင်းဖြစ်တယ်လို့ကောလာဟာလာများဖြန့်ဝေနေကြောင်းသိရပါဗျ။ဒါအပြင်ကိုစန်းထိုးရဲ့မိသားစုတွေကိုတိတ်ဆုံတဲ့အကြောင်းရင်းကိုမတော်တဆဖိအပ်ရောက်တိတ်ဆုံခဲ့ရသည်ဟုသာပြောဆိုရရန်နဲ့ ရုပ်အလောင်းကိုချက်ချင်းတကြုံရန်အုတ်ချုပ်ယူမှုကြုံမင်းထုံးက PRP ချင်းချောင်းနေကြောင်းလည်းသိရပါဗျ။ကဲတော့တို့ဒီအကြံပတ်စစ်ခွေတက်ကခန့်နာတဲ့ဒီအုတ်ကြီးတွေရဲ့မိုင်းရိုက်မှုတွေကတော့နော်ဘလောက်ထိတော့မိုင်းရိုက်နေကြလဲဆိုရင်ပြောစရာစကားတော့မရှိတော့ပါဘူးနော်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရဲ့သတင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးဒီပြီးခဲ့တဲ့နေ့ကဒီစင်ပေါ်မှာအယုဒ္ဓအနတ္တမမတ်ရင်ရိုင်းတွေပြောခဲ့တဲ့ဒီအစိုးရဆိုတဲ့ကောင်းနှကောင်းကိုနော်ဒါအခုထိမဖမ်းနိုင်သေးလို့ဆိုပြီးဒီစဘာပဇာကြောင်မျိုးမင်းကလည်း ဒါတို့ဒီအကြံဖတ်ရဲတပ်ဖွဲ့တွေကိုဘလို့တွေဒဲတွေဆော်တောင်းမလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာတရားဝင်စုံဝေးတရားစီရင်လမ်းကြောင်းနဲ့ဆက်ဆက်တာလေးကျွန်တော်ဒီနေ့ပြောပါမယ်အဲ့ဒါဘာလဲဆိုတော့ဒီတရားဝင်စုံဝေးတရားစီရင်ပေါ့နော်အဲ့တော့တရားဝင်စုံဝေးအကြောင်းပြောဆို overflow overflow festival ကဒီစင်ပေါ်မှာညင်ညင်ညင်ပြောထားတဲ့ဒီ wing ဆိုတဲ့ဆိုတော့ wing ဆိုတဲ့ rapper ရဲ့နောက် backo bass ဆိုတာအဲ့ဒီကောင်လေးနှစ်ကောင်က ဒီနေ့ဒီချိန်ထိအဲ့ဒီကောင်လေးနှစ်ကောင်ဖန်ဆီးထားခြင်းရှိသလားစစ်ဆေးခြင်းရှိသလားဆိုတော့ဒီနေ့ဒီချိန်ထိအစိုးရဘက်ကတိတိကျကျမထုတ်ပြန်ထားနိုင်ဘူးอืมဆိုတော့ကျွန်တော်တို့ကမေးခွန်းထုတ်စရာတွေဖြစ်လာတယ်ဒီကိစ္စနဲ့ပတ်သက်ရင်သက်ဆိုင်ရာဒီရင်ကျင်းမှုအမွေတွေကိုထိန်းသိမ်းဆောက်ရှောက်တဲ့ဖွဲ့စည်းတွေဒီဒီမသိတော်လူယူဆတဲ့လူတွေနိုင်ငံကျော်ပုတ်ကူပေါင်းများစွာလူပေါင်းများစွာကနေထောက်ပြပြောထားပြီးဒီကောင်လေးကိုအေးအေးမှုလုံးတင်နေဒါအေးအေးရမယ်ဒါမျိုးအေးအေးတင်နေဆိုတော့ထောက်ပြနေကြပြီဒါပေမဲ့အဲ့ဒီနှစ်ယောက်ကိုဒီနေ့ဒီချိန်ထိ ဒီနေ့အထိကျွန်တော်သိသလောက်နေငယ်အထိဖန်စီရမိထားခြင်းမရှိသေးဘူးဆိုတဲ့တင်တွေ့ရတယ်ဒါဆိုဒီနေ့ကထွက်ပြေးသွားပြီလားဆိုတော့မေးကောင်းอืมဖြစ်လာတယ်ဆိုတော့ထွက်ပြေးသွားပြီဆိုရင်တော့တက်ဆိုင်ရလုံမျိုးတက်ဖို့ဝင်နေရတက်ဖို့ဝင်နေကဒီလူငယ်လေးတွေကထွက်ပြေးသွားတာကိုမတားဆီးနိုင်ဘူးရှင်းပြတာမဖမ်းနိုင်ခဲ့ဘူးဆိုရင်ပြည်သူလူထုကသူတို့ဘုံမှာဘယ်လိုယုံကြည်ကြမလဲယုံကြည်မှုပေးရမလဲဆိုမေးကောင်းဖြစ်လာတယ်နော်ရှင်းပြရင်တော့ပြည်တွင်းမှာနေထိုင်ပြီးတော့ဗျာဟိုစင်မတက်ပြီးဆဲကျင်တာဆဲပြောကျင်တာပြောရိုင်းဆိုင်နေလုတ်သွားတဲ့လူနှစ်ယောက်ကိုရတက်ဖို့ကမဖမ်းနိုင်ခဲ့ဘူး ကျဲကျဲလောက်ဖြစ်လာတော့ရဲတပ်ဖွဲ့မဖမ်းနိုင်ခဲ့ဘူးမဖမ်းခင်မှာလွတ်သွားပါတယ်ဆိုတာကြီးကကြတော့ရဲတပ်ဖွဲ့ဝင်တွေရဲ့ပေါ့ရုံမှုပြတာသူဖြစ်မနေဘူးလားပြီးတော့ပြည်သူတွေကရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာဘလို့ယုံကြည်ရတော့မလဲဆိုတော့မေးခွန်းဖြစ်လာတယ်ရဲတပ်ဖွဲ့ဝင်ကဒီလူနှစ်ယောက်တော့မဖမ်းနိုင်ဘူးလားဆိုတော့မျိုးဖြစ်လာပြီဆိုတော့အဲ့ဒီမျိုးကိုဖမ်းဆီးထားခြင်းရှိမရှိဘူးဘူးမသိဘူးအဲ့လိုကျွန်တော်တို့ကဒီနေ့နေခင်မှာတင်ကန်းကျုံရဲစခန်းကိုကျွန်တော်တို့ဖုန်းဆက်တယ်ဒါကပွဲကတင်ကန်းကျုံမှာကျင်းပါသွားတာဖြစ်တယ်တင်ကန်းကျုံနေပြီးတော့အပိုင်ဖြစ်သွားပြီအဲ့တော့တင်ကန်းကျုံရဲစခန်းကိုဖုန်းဆက်တယ်ဖုန်းကင်ပြီးတော့ဖုန်းမကြားရပါဘူးဆိုချသွားတယ် မဖြည့်ဘူးအဲ့မိကောမဖြည့်တဲ့ပြဖုံးမကြအောင်သူကလုံးနဲ့ဖုံးချပါတယ်ပြောချင်တာဘာလဲပေါ့နော်ဒါဘာလဲပေါ့ဘာတွေပဲလဲကျွန်တော်မသိဘူးဘာတွေမသိအဲ့တော့ဒီပွဲစီစဉ်တဲ့အမျိုးသမီးတွေတော့ဖန်ဆီးပြီးဆစ်ဆေးနေတယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့ဒီကောင်လေးတွေကိုတော့ဖန်ဆီးထားသလားမထားသလားတိတိကျကျမသိအောင်ဒီကိစ္စနဲ့ပတ်သက်လို့ဒီနေ့လေဒီသတင်းမှပြန်ကြားရေးကုလမှာမီဒီယာကမှတယောက်ကမေးပါတယ်မေးဖို့မေးထားပါတယ်ဒါပေမဲ့ပြန်ကြားရေးသက်ဆိုင်ရာသတင်းမှပြန်ကြားရေးဘုရားပြန်ဖြေကြားခြင်းမရှိပါဘူးဒီနေ့ဒီမရှိသေးဘူးဘုနာတိပေါ့တော့မရှိသေးဘူးဆိုတော့ ဒီကလေးနဲ့ပါဘာတွေဖြစ်လို့ဒီကလေးနဲ့မဖမ်းတာလဲဘာဖြစ်လို့ခေါ်မစစ်တာလဲမမေးတာလဲခေါ်ပြီးစစ်တယ်မေးတယ်ဆိုရင်ခေါ်ပြီးစစ်မေးနေတဲ့အကြောင်းထုတ်ပြန်ပေးရမှာတောင်းဝန်ရှိတယ်ကျွန်တော်တို့သိထားတဲ့ရဲ information နဲ့ဆက်ဆက်တာမှာကျတော့သူတို့မြောက်ရဲ့အချက်အလက်တွေကိုစုံစမ်းနေဆဲဆိုတာပဲတွေ့ရတယ်ဖမ်းစီရမိပြီဆိုတဲ့အချက်အလက်မျိုးမတွေ့ရဘူးဆိုတော့ဒါကိုကြီးကြီးအဖြစ်ဒီနေ့ရောက်လွတ်နေပြီဆိုတဲ့အိမ်မျိုးတက်ရောက်တယ်နောက်တစ်ခါသူတို့နဲ့ပတ်သက်ပြီးတော့ Facebook မှာ post တင်တင်နေတဲ့ယုံလေးပေါ့ဆိုတော့ယုံလေးကလည်းသူရေးထားတာရှိရသူရေးထားပုံရဆိုရင်ဒီနေ့ကလွတ်နေတယ်ဆိုတဲ့သဘောမျိုးတွတ်တွေ့ရတယ်ဆိုတော့ဒါကိုကြီးချင်းအဖြစ်ဒီနေ့ကလွတ်နေတယ်လွတ်မြောက်နေတယ် ဒါမို့လွတ်မြောက်သွားပြီဒါမို့ထွက်ပြေးသွားပြီဒါမို့တယောက်ကကာကွယ်ပေးထားသလားမိကုန်းတွေအများကြီးထွက်လာတယ်ဆိုတော့ဒီလိုလူတွေကိုအကယ်၍များသာမဖမ်းနိုင်ခဲ့ဘူးဆိုရင်ဖမ်းဆီးထားခြင်းမရှိဘူးရေးယူနိုင်ခြင်းမရှိဘူးဆိုရင်ဒါရဲတပ်ဖွဲ့ရဲ့လုံနိုင်စွာမိကုန်းထုတ်เสียဖြစ်လာတယ်ပြည်သူလူထုကဒီရဲတပ်ဖွဲ့ပေါ်မှာဘလို့လို့ယုံကြည်ရမလဲဆိုရင်မိကုန်းတွေစဖြစ်စားလောလောဆယ်တော့တယောက်တွေစိုးမိုးကြီးကိုရအောင်တိဆောက်ပေးရတယ်ဒါမှတယောက်တွေစိုးမိုးကြီးကိုဖမ်းဆီးမကောင်းနေတယ်နောက်တော့တရားဥပဒေစိုးရိမ်ပြက်ပြားပါတယ်လို့လူတွေပြောလာပါလိမ့်မယ်။ဒါကြောင့်မပြောအောင်ကိုယ့်ဘက်ကလည်း တာလုံမှုလို့တယ်ဒါလေးကကျွန်တော်ပြောချင်တာအဲ့တော့ဒီနှစ်ယောက်ကတော့လောလောဆယ်တော့ဖန်စီရမိချင်းအဲမရှိဘူးပေါ့နော်မရှိဘူးမရှိဘူးအဲ့ဒါကိုအဲသွားတွေ့ရပါပေါ့နော်သွားတွေ့အဲ့တော့ဒါကျွန်တော်ကြည်ရတဲ့ပုံစံကတော့ဒီကောင်ကြီးကပတ်စံထိုးထားလို့ပဲမဖမ်းသေးတာပဲနေပါနော်အဲ့တော့ပုံမှန်ဆိုရင်ဒါအပြစ်မဲ့ပြည်သူတွေအပေါ်ကိုနော်ဒါနှိပ်စက်ဖို့နဲ့ဒီဖမ်းဆီးဖို့ဆိုရင်လက်မြန်ချေမြန်တဲ့ကောင်တွေကနော်ဒါစင်ပေါ်မှာအယုဒ္ဒအနတ္တတွေပြောတဲ့ကောင်ကြတော့ဒါဖမ်းပြီးတော့အရေးယူဖို့ဒါသူတို့ဘောမတွေကဒီလောက်ထိပြောနေတာတော့မှနော်ဒါအခုတည်းကမဖမ်းသေးဘူးဆိုတော့ဒါကျွန်တော်ကြည့်ရတာတော့ဒါပတ်စံထိုးထားလို့ပဲဖြစ်ရမယ် အဲ့တော့တို့တို့ဒီအကျန်းဖတ်ရဲတွေကိုဒီကောင်တွေကိုယ်တိုင်အဲဒဲတွေစော်ထားတဲ့ဆိုမှဒီနောက်မှာလည်းဒီစာကလေးကောင်းတဲ့အမျိုးရုပ်ကြော်စိုးရဲ့ဒီဗီဒီယိုအဟောင်းလေးပေါ့နော်ဒါတို့တို့ဒီအကျန်းဖတ်ရဲတပ်ဖွဲ့ဝင်တွေကိုဘလို့တွေဒဲတွေစော်ထားအောင်မလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်နော်မန်နီတိုင်းကြီးရဲ့အစိုးရအဖွဲ့ပေါ့မန်နီတိုင်းကြီးရဲ့အစိုးရအဖွဲ့ဘလောက်ထိဒါခြေတံလက်တံရှည်လဲပေါ့ဒါကမန်နီတိုင်းမှာရှိရဲ့လုံခြုံတပ်ဖွဲ့ဝင်တွေဘလောက်ထိသူတို့ခြေတံလက်တံရှည်လဲပေါ့ဒီဘဝမှုတည်ပြီးတော့ဒါလောက်ကြံတဲ့ဒါစစ်သွေးကြွားတွေကိုဖမ်းဆီးနိုင်မဖမ်းဆီးနိုင်ရတော့ဒီဘဝမှာပဲကျွန်တော်မူတည်သွားမှာဖြစ်ပါတယ်အဲ့တော့ မန်လင်းမှာကလွတ်နေတဲ့အမှုတွေရှိသေးတယ်။အဲ့ဒါကပြီးခဲ့တဲ့ဒီအော်တိုဘာလာ အော်တိုဘာလာ၈ရက်နေ့ကလည်းအောင်မြေသာဆန်မြို့နယ်အောင်မြေသာဆန်ရပ်ကွက်16လမ်းနဲ့80 86 89လမ်းကြားမှာရှိတဲ့ဒီအောင်မြေသာဆန်ရပ်ကွက်အုပ်ချုပ်မှုရုံးရှိမှာကျွန်တော်တို့ဒီလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်ချက်ကြီးတယောက်ကို PJ တွေကပြစ်တက်သွားတယ်။အဲ့ဒီအချိန်မှာလည်းမမိပါဘူး။ယနေ့ထိပလုံယနေ့ထိပလုံစဲဖြစ်ပါတယ်။နောက်ထပ်ဖြစ်စဉ်တွေကတော့အော်တိုဘာလာ၈ရက်နေ့မှာအောင်မြေသာဆန်မြို့နယ်မြောက်ပြင်းအဲ့တော့မြောက်ပြင်း ။နောက်ပြင်ကိုးလန်းနဲ့မြောက်ပြင်ကိုးလန်းနဲ့89 80လမ်းကြားမှာရှိတဲ့နေတင်းတက်တာမိုးဆန်းဟုတ်လေပီတက်တွေကပြတ်တက်သွားတယ်အဲ့ဒီကိစ္စလည်းယနေ့ဒီပလုံပလုံနေစေပဲဖြစ်ပါတယ်ထိုးတူပါပဲတဲ့ကျွန်တော်တို့ဒီမြင့်ငယ်မြင့်ထားတဲ့ဘက်ကဒူရဲမှုတော့ဒူရဲမှုကလည်းဒူရဲမှုကသူရဲ့ဒီပသိဉ္စီမျိုးနဲ့မှာရှိတဲ့မိသားစုဝင်ကိုပြန်တယ်အဲ့ဒီအချိန်မှာလည်းပြတ်တက်ပြတ်ခံရတယ်အဲ့ဒီမှာလည်းပလုံသွားတယ်ယနေ့ဒီလည်းမမိသေးပါဘူးအဲ့တော့မမိတဲ့မန္တလေးမှာမန္တလေးတိုင်းရဲ့ဒီမန္တလေးကမန္တလေးတိုင်းတော့ကျွန်တော်မပြောဘူးမန္တလေးမြို့ပေါ်မှာပေါ့ ရဲတပ်ဖွဲ့ဝင်တွေပြစ်ခတ်လုံးချက်ခံလုံးချန်ခံရတယ်တိုးတော့လည်းပဲဒီပလုံနေတဲ့အမှုတွေအများကြီးပဲပလုံနေတဲ့မှုတွေမိုင်းတန်းစီညာပဲအဲ့တော့ကျွန်တော်ကအများအားပြောပါတယ်ရဲတပ်ဖွဲ့ဝင်တွေရဲ့ဟိုတတင်း format ရှိတာပေါ့ရဲတပ်ဖွဲ့ရဲ့တတင်း format ရှိတယ်အဲ့ဒါပါလဲဆိုတော့အဖြစ်စင်နေအောင်ဘသူဦးစီးပြီးတော့အပေါင်းပဏ္ဏယောက်ကတော့ရောက်စစ်စစ်တော်ဆစ်စစ်တယ်အဲ့ဒါဒီကြီးဖောက်ဝင်တိုင်းကဘယ်နှချက်တွေ့တယ်ကြီးကုန်ဘယ်နှချက်တွေ့တယ်အမှတ်တမ်းဖြစ်ယူတယ်ပြီးသွားရလားဒီကျိုးလူနဲ့သူတို့အနေနဲ့သက်ဆိုင်ရ နေပြည်တော်ရဲတပ်ဖွဲ့ဝင်အနေနဲ့ဆက်လက်စုံစမ်းဖော်ထုတ်ဆက်လက်စုံစမ်းဖော်ထုတ်အဲ့တော့ယနေ့မှာကျွန်တော်တို့ယနေ့အထိပဲတက်မတော်ချစ်တဲ့သူတွေမြန်မာနိုင်ငံချစ်တဲ့သူတွေတက်ပြတ်ခံရတာတက်ပြတ်ခံတဲ့ပြည်သူတွေပေါ့ဗျပြည်သူတွေပါမယ်နိုင်ငံဝန်ထမ်းတွေပါမယ်တန်ဃာတော်တွေပါမယ်အားလုံးကျွန်တော်တို့တသောပတ်လည်တော်ရှိပါပြီတသောပတ်လည်တော်ရှိပါပြီသို့တော်လည်းပဲကျွန်တော်တို့ဖန်းစီရမိတဲ့တရားခံကတသောပတ်လည်မရှိသေးဘူး တော့ဒါကတော့ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့တတိယပြည်ကျွန်တော်ပြည်ထဲဝင်ကြီးဌာနရဲ့ဒါတိုက်ရိုက်ပြည်ထဲဝင်ကြီးတိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်အဲ့ကျွန်တော်ဒီအမျိုးသမီးတပ်ဖြတ်လုံခြံခံရတဲ့ကိစ္စမှာကျွန်တော်ဒါကဒီပြည်ထဲဝင်ကြီးဌာနဘလောက်ထိလက်တန်းရှိမလဲတတိယပြည်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးဘလောက်ထိလက်တန်ရှိမလဲဘလောက်ထိဒါဆွတ်ဆွတ်တမန်ဘလောက်ထိလုံနိုင်မယ်ပေါ့ဒါကတော့ကျွန်တော်မျိုးပုံမှာဖြစ်တာပေါ့ကျွန်တော်ဒါက KNU အားကောင်းတဲ့နေရာမှာဖြစ်တာလည်းမဟုတ်ဘူး KNBB အားကောင်းတဲ့နေရာမှာဖြစ်တာလည်းမဟုတ်ပါဘူး NASA ကရဲ့အချုပ်အခြာအာဏာအခိုင်အခန့်ရှိနေတော့ဒါမန္တလေးမျိုးပုံမှာဖြစ်တာဖြစ်ပါတယ်အဲ့ဘလောက်ထိ ဒါဆွမ်းဆောင်ရေဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်တို့နဲ့အတူခင်ဗျားတို့လည်းစောင့်ကြည့်နေကြမှာဖြစ်ပါတယ်အဲတော့မင်းတို့ဒီအကျန်းဖတ်ရဲတွေကိုပဲမင်းတို့ကောင်တွေကအားကိုးတာနော်ဒါသူတို့ဟာနဲ့သူတို့တော့အသက်မတည်အောင်လို့မနေနေနေရတဲ့ဟာကိုဒါမင်းတို့ကောင်တွေကိုကာကွယ်နိုင်မှာတဲ့လားနစဉ်းစားပေါ့ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကိုမမောင်ရဲ့အမှန်တရားလေးပေါ့နော်ဒါတို့ဒီအကျန်းဖတ်စစ်တပ်ရဲ့ဒါပြည်သူတွေအပေါ်ကိုဒါမတရားဘုံကျဲတက်ဖြတ်နေတဲ့အကြောင်းအမှန်တရားထုတ်ဖို့ပြောဆိုထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်နော်စစ်တပ်ကအခုကဲရည်တာ င်ဗျားတို့တရုတ်ပြည်အနေနဲ့ပြန်မရဘူးဆိုလို့ရှိရင်စစ်တပ်ကလူစုတာနဲ့ကျဲတော့မှာလူစုတာနဲ့အခုစော်နေတာဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးစစ်တပ်တို့လည်းမကောင်းပြည်သူတို့လည်းမကောင်းနမစစ်ရဲ့နှိမ့်ထောင်ရုံကကျွန်တော်ဘာမှပြောလို့မရဘူးအခုကြည့်တန်ရာတွေဟိုမှာဘောလုံးကံမှုလူစုနဲ့မိုးကုတ်မှာဆိုလို့ရှိရင်ကျွန်တော်တည်င်းရရှိခဲ့တယ်ဘောလုံးကံမှုလူစုနေတာမှန်တကယ်ကအဲ့တော့ဘောလုံးကံမှုလူစုရဲ့အချိန်မှာကျဲသွားတယ်ဗျာပါသွားပြန်ပြီနော်ဘာမှဆိုင်ညာမဆိုင်သူ့အတူခီးထွက်နေတဲ့ခီးရည်တဲ့တင်ကထုခံရပြန်တယ် ဲနောက်ထပ်ဟိုကရားပြည်မှာဆိုလို့ရှိရင်လဲကျွန်တော်ကြားသိရဆိုလို့ရှိရင်ဟို Starlink နဲ့တုံးတဲ့နေရာအမှလာတုံးကြတာဗျာလာတုံးတဲ့ခါမှအဲ့ဒါဆူရကားလည်းတည်ကြအများကြီးပဲอืมအဲ့တော့ဒီလိုနီးနဲ့စစ်တပ်ကလည်းအခုဟာထုနေတယ်ဒါပေမဲ့ဒီလိုမျိုးစတဲ့ရမျိုးတွေကိုမကြောက်အောင်ထိမ့်ပေါ့ဗျာမကြောက်အောင်ထားပေါ့အခုကြောက်သွားမှဒီလိုမျိုးအဲလီရင်နေစင်အားနေပြန်ပြီးတော့တိုက်ရတယ်ဆိုတာကတော့မကောင်းဘူးပေါ့ဗျာနော်အဲ့ဒါလည်းမှန်ပါတယ်အန်အဒီပါတီနဲ့ ပြည်သူပြည်သားတွေတဲ့တည်ကြည်နေကြတာတဲ့ပြောပါအောင်နော်မနက်ဖန်းညအလောင်းယူခိုင်းကိစ္စကိုလည်းပြောပါအောင်အေးတော့ခက်ပါလေနော်ဒါတွေကဘယ်သူပဲလှုပ်လို့ကျွန်တော်စန့်ကြရမှာဖြစ်တယ်ဘယ်နိုင်ငံကဘယ်ရဲဘယ်ရာရှိတွေပဲလှုပ်လို့ပေါ့နော်ဟုတ်တယ်ညဖန်းမနက်အလောင်းယူကိစ္စကြီးလည်းရှိပါတယ်တချို့လည်းတတကြီးနဲ့ပြန်လှုပ်လိုက်တာတွေရှိတယ်အဲ့တော့ ဒါတွေအားလုံးကိုဒါတွေအားလုံးကတရားဥပဒေရဲ့ပြပောက်ရောက်နေတယ်နော်တည်ကြည်မှုတွေမှာဒါတွေကို ပြန်လည်ပြီးဖော်ထုတ်အောင်ဖြစ်တယ်ဘုတက်လာတဲ့အစိုးရအနေနဲ့နော်အဲမနတ်ဖန်းညအမညဖန်းမနတ်အလောင်းယူကိစ္စတွေမှာအဲဒါတွေကို ပြန်လည်ပြီးတော့ဗောနော်ဟိုမတရားမှုပြုလုပ်ခဲ့တဲ့သူတွေအားလုံးကတရားဥပဒေရဲ့ကင်းကကင်းလောကင်းကွာခွင့်တွေရနေတာဒါတွေကိုအားလုံးကိုလည်းပြန်ပြီးတော့ဖော်ထုတ်အောင်ဖြစ်တယ်နော် ဘယ်သူပဲလုတ်ခက်လုတ်ခက်အဲဒါနဲ့ပတ်သက်ပြီးတော့တိုင်လာမယ်ပြောလာမယ်ဟေးဆိုလို့ရှိရင်နော်တက်လာတဲ့အစိုးရပေါ့တရားမြတ်တမှုကိုရှာဖွေနေပေးနိုင်မယ်ဟေးဆိုလို့ရှိရင်တော့ပြည်သူလူထုခံစားနေကြတဲ့အဲဒေါသမခံခြင်းစိတ်တွေပေါ့မခံခြင်းစိတ်တွေကိုဖြေလျှော့ပေးနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်နေအဲဒါကြောင့်မို့လို့အခုရွေးကောက်ပွဲကတက်လာမယ်အစိုးရသည်ဖြောင့်မတ်သောတည်ကြည်သောပွင့်လင်းမြင်သာမှုရှိသောနိုင်ငံကိုကောင်းစေခြင်းသောအမှန်တရားကိုရှာဖွေလိုသောအစိုးရဖြစ်ဖို့ကျွန်တော်တို့ကမျှော်လင့်နေဖြစ်အောင်လဲကျွန်တော်တို့ကတော့ ဝိုင်းဝင်းပြီးတော့တဲ့မှတ်သွားမယ်ပေါ့နော်ဝိုင်းဝင်းပြီးတော့ကျွန်တော်တို့ထောက်ပြသွားမယ်ပြောဆိုသွားမယ်ပေါ့ဗျာနော်ကျွန်တော်နိုင်တဲ့ခန်းကဏ္ဍကနေပြီးတော့အဲ့တော့စနာစနာကညီကိုပြောတယ်ပေါ့နော်မနက်ဖန်းအညဖန်းမနက်အလောင်းလာယူအဲ့လိုမျိုးကိစ္စတွေအားလုံးအမှန်တရားတော့ပြန်ရှာဖွေရမှာဖြစ်တယ်နော်အဲ့ဒီရဲရရှိတဲ့အားလုံးလည်းခင်ဗျားတို့မလွတ်ပါဘူးပေါ့နော်အဲ့ဒီအားလုံးကိုတရားရောက်ကကျွန်တော်စီအိုများပြောလာပြီးတိုင်လာပြီးဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်နေနေနေရ မျက်နာအတိအကျနဲ့ကျွန်တော်ဖော်ပြမှာပါနော်အဲ့တော့ဒုတိယကိုဖမ်းပြီးအဲ့လိုနှိပ်စက်မျိုးမျိုးမလုပ်နိုင်ပါဗျာနော်အေးအဲ့တော့ဒါမျိုးတွေကိုလည်းကျွန်တော်တို့ဖော်ထုတ်มาဖြစ်တယ်ကဲတော့เนาะဒါကိုမမောင်ကတော့ဒါကျွန်တော်တို့ ਨੇ အမြင်ချင်းမတူဘူးဆိုပေမဲ့လည်းเนาะဒါအမှန်တရားနဲ့ပတ်သက်လာရင်ရေးရေးကြီးပြောရတဲ့တတိကိုတော့ဒါကျွန်တော်အနေနဲ့တကယ်ကိုလေးစားပါတယ်เนาะကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်တို့မှတယောက်ချင်းနေတဲ့အထူးပဲကျေးဇူးတင်စီပါတယ် နေ့ပြန်ကြမှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခေပါ့မယ်အားလုံးပဲကျမ်းမာပေးခြင်းကြပါညာ thank you